ကရင်ပြည်နယ်မြဝတီမြို့နယ်ရှိမင်းလက်ပံနယ်လေးကဲကောက်ဘက်သို့စစ်တပ်နှင့်လက်အောက်ခံကရင်နယ်ရောင်းဆောင်တပ် BGF များကလုံရင်ဖြင့်စစ်ကြောင်းထိုးဆင်နှဲလာသဖြင့်ကရင်မြို့သားလူမျိုးရေးတပ်မတော် KNN အနေနဲ့ဆက်ဆက်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ်ယနေ့မနက်9နာရီခန့်မှစတင်ကတိုက်ပွဲများကြောင့်ထိုင်းမြန်မာနယ်စပ်ဖက်သို့ကြီးများကြရောက်ပြီးပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါရယ် ညဝရီမြို့နယ်အခြေဆိုင်တရရင်2005မှာမစ်ဆိုင်းများနဲ့လက်နက်ကြီးများပစ်ခတ်ပေးနေပြီးအင်ဂျင်မြိုင်နီတရုတ်ကြားဖြန့်ယုံများအနားမှာစစ်ကြောင်းများပတ်တဲ့ရန်စစ်တပ်နဲ့ဗီဂျက်များကကြိုးပမ်းနေကြောင်းခရင်စစ်ရေးသတင်းရင်းမြစ်တစ်ခုကဆိုပါတယ်ညဝရီ2005ကနေမစ်ဆိုင်းတွေပစ်ထည့်နေတယ်အင်ဂျင်မြိုင်တရုတ်ကြားဖြန့်ယုံတွေနားကနေစစ်ကြောင်းတွေပတ်တဖို့စစ်တပ်နဲ့ BGF တွေလုံနေကြတယ်။ထိုင်းနယ်စပ်ကြားဖြန့်လေကရိုဂိတ်တွေလည်းပိတ်ထားတယ်။ ီဘက်မှာတိုက်ပွဲပြင်းထန်လို့ထိုင်းဘက်ကလည်းကြည်ကြတယ်လက်နက်ကြီးတွေကြည်တွေကြနေတာထိုင်းစစ်တပ်ကလည်းကင်းလှည့်နေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တခုကပြောပါတယ်လက်ရှိတွင်စစ်ရေးသတင်းရင်းမြစ်များအရစစ်တပ်က VGF စစ်ဝတ်စုံနဲ့ဒစိမ့်များဝတ်ဆင်ကစစ်ကြောင်းထိုးနေပြီး VGF တပ်များကလည်းစစ်တပ်နဲ့ပူးပေါင်းပါဝင်လျက်ရှိကြအောင်သိရပါတယ်ဒီတိုက်ပွဲများသည် KNN နေနဲ့ VGF ကို ပြန်လည်တိုက်ခိုင်းရန် စစ်တပ်ကရည်ရွယ်ထားကြောင်းယူဆရပါတယ်။ KNL အနေနဲ့ BGF ကိုပါပြန်ပြီးတိုက်ခိုင်းမဲ့ပုံစံနဲ့တက်တိုက်နေတယ်လို့သတင်းရတယ်လို့ခရင်စစ်ရေးသတင်းကဆိုပါတယ်။တိုက်ပွဲများဖြစ်ပွားနေတဲ့နေရာများမှာပြည်သူများထိုင်းမြန်မာနယ်စပ်ရှိတောင်ရင်မြကံဘက်သို့ထွက်ပြေးတိမ်းရှောင်နေရပြီးထိုင်းမြန်မာနယ်စပ်ဒေသများတွင် ကြီးများကြရောက်ခဲ့ကြောင်းထိုင်းသတင်းများတွင်ဖော်ပြထားပါတယ်။ထိုင်းဘက်နေအိမ်များကို ကြီးထိမှန်ခဲ့တော့လဲလက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရရှိသူမရှိသေးကြောင်းထိုင်းစစ်တပ်ကကင်းလှည့်ဆစ်ဆေးနေကြောင်းသိရပါတယ်ရှင်။